Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ real life တို့ရဲ့တငယ်ချင်းတွေနဲ့တောထဲမှာ camping သွားရင်ငါသွားများခဲ့တဲ့ဗီဒီယိုလေးဟုတ်ပါတယ် real life တို့တငယ်ချင်းတွေနဲ့တောထဲမှာဘာတွေချက်စားခဲ့တယ်ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ဟာကိုပြောပြပေးသွားမှာမဟုတ်လို့ဗီဒီယိုအဆုံးထိကြည့်ပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ် real life တို့လိုမျိုးနိုင်ငံခြားမှာနေလူတွေဆိုတော့နားလည်ပြီပေါ့နော် real life တို့ကကြတော့ အိမ်နဲ့အလုပ်အလုပ်နဲ့အိမ်အဲ့လိုမျိုးပဲပေါ့နော်များတော့အဖြစ်အချင်းတုံများများကအလုပ်ထဲမှာပဲကုန်တာများကြတယ်ပေါ့နော်နိုင်ငံခြားမှနေတဲ့လူတွေကအဲ့ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုအပန်းဖြေဖို့အတွက်အခုလိုမျိုးတော်တွေသွားပေးရတယ်ပေါ့နော်မကြာခဏလေးကင်ပင်းသွားပေးရတယ်အဲ့လိုမျိုးမှကိုယ်ကပြန်ပြီးမှ situation လမ်းပြီးမှပေါ့နော်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကောင်းကောင်းမွန်မွန်လေးပြန်ပြီးမှဖြတ်တန်းနိုင်ရေပေါ့နော်ကိုယ်ဆုံးဖြတ်ချက်တွေလည်းမှန်ကန်လာတယ်အဲ့လိုမျိုး refreshment များများလေးလုပ်ပေးရတာပေါ့အဲကြောင့် real life တို့ကမကြခဏ campaign သွားကြတယ်ပေါ့နော်တကယ်ချင်းတွင်နဲ့ဝါသနာတာဝါသနာသူတွေတကယ်ချင်းတွင်နဲ့သွားကြတာပေါ့ဆိုတော့ငါကတော့အမြင်နဲ့အတိုင်းပဲပေါ့နော်အများကြီးရခဲ့တယ်မြင်းတွေဆိုတာအများကြီးပဲပေါ့နော်အကောင့်အကြီးကြီးတွေပဲသူ့ရဲ့ဒီအခု900ရာတီမို့လို့လားမသိဘူးပေါ့နော်ဒါတော့မှဒီတပုံးနဲ့မဟုတ်နောက်ထပ်တပုံးရှိသေးတယ်သူကနှစ်ပုံးတော့ရတာတွားတဲ့လူကစုစုပေါင်းက ဆယ်ယောက်လောက်ရှိတယ်ဒါပေမဲ့တယောက်တကောင်နှုံးတော့မဟုတ်တော့တယောက်ကိုငါးကောင်နှုံးလောက်တော့ဟုတ်တယ်ဒီငါးကလေပြန်လပ်တော့ချက်စားလိုက်กินစားလိုက်နေပေါ့နော်အဲ့မှာယူသွားတဲ့လူတွေလည်းယူသွားအဲ့လိုမျိုးပေါ့တကယ်ချင်းတွေကိုလက်ဆောင်သွားပေးအဲ့လိုမျိုးပေါ့လေနော်ငါးများတဲ့ဝါဒနာပါတဲ့လူလည်းအများကြီးပါခဲ့တော့အရန်ကိုကောင်းတယ်ဒါတော့မနက်ခင်းရှုခင်းပေါ့လေနော်။ကိုယ့်ရဲ့ 10th ကနေတကားဖွင့်လိုက်တဲ့ချိန်တည်းမျိုးလေးရှုခင်းရရန်လာတယ်။ ထိုင်ခုံလေးတွေနဲ့ထိုင်ကြတာညမှာစကားပြောပြီးမှဒါနောက်မနေ့ထားရတဲ့ချိန်ပေါ့နော်ဒီမှာအရန်ဟိုတာရရရေကဒီလိုမျိုးခါတိုင်းဆိုကြီးရေကသူ့ရဲ့ရေပုံမှန်အဖြစ်တော့နောက်တယ်ပေါ့နော်ဒီရွှင့်ရောင်လိုမျိုးဟုတ်တယ်တွေ့တဘာဝကြတော့အခုကျတော့ရေဟိုဟာလားရေတိမ်တယ်ပြောမှလားရေဟိုဖြစ်သွားတော့လေးလေးလေးစိမ့်စိမ့်လေးအဲ့လိုမျိုးဖြစ်နေတာဟိုဒီကတငယ်ချင်းတယောက်ပေါ့နော်သူငားများတာဒီမှာငါအကြီးကြီးတွေပဲရတာဒီနားမှာပေါ့နော် ငါဘလောက်ချီကြီးလဲဆိုတော့သူ့ရဲ့ဒီငါများတန်တော့မှကျိုးသွားတာအဲဒီတော့အဲငါများတန်ကျိုးတဲ့ဟာမရိုက်လိုက်ရအောင်အဲကျိုးတဲ့ချိန်အလုံးကဟောဖြစ်သွားတော့ဒီနေ့မှငါဒီမှာအခုသူ့ဆက်ဆွဲနေပြီဒီမှာငါငါအရင်ကြည့်တော့ဒီမှာလေမာမိုင်းဒီမှာဆွဲတော့တော့မှအဲ့ဒါနဲ့အဲ့ဒါ real life ရအမျိုးသားသူတွက်ကူလိုက်လားသူတွက်ကူလိုက်တော့အမှငါများတန်ကျိုးသွားရောသူဆွဲလိုက်တော့ငါများတန်ကျိုးသွားတော့ ခုငမရတန်ကျူလာတော့ real life နဲ့တကယ်ချင်းကိုဟောငမရတန်အစ်စ်ပြောင်းဝေးပေးရအောင်မယ်ဒါတော့သူရဲ့ရှုခင်းမော်လေးနော်ဒီအပေါ်မှာ real life တို့အိတ်တာဒီအောက်တွေမှာဆိုဆင်းရနေနေလေးတော့ကယူဆက်ရတယ်ဗောနော်ချော်လာတော့ဘာလို့ဖြစ်တတ်တယ် real life တော့မဆင်းခဲတော့ဘူးဒီတစ်ခေါက်ကကြတော့ဟိုးတစ်ခေါက်အရင်သွားတော့ဆိုတော့ဆင်းတဲ့အောက်ကိုဆင်းပြီးမှရှောက်သွားတယ်လို့မျိုးဗောနော်ရှောက်ကြည့်တယ်ဒီတစ်ခေါက်ကကြတော့မဆင်းတော့နေနေလေးအနေမြရတာဗောနော်အနေမြရတော့မဟုတ်ပါဘူး ီထဲမှာငါရတဲ့ဟောဒီမှာထည့်ထားတာဒီမှာခုနတငယ်ချင်းတယောက်ရထားတဲ့ငါသာဒီမှာရွှေဝငချင်းအကြီးကြီးပဲတယ်တော်တော်လေးကြီးတယ်ကိုကတော့ဒီအပေါ်ကနေပဲဗီဒီယိုရိုက်ထားလိုက်တာဒီဟာဒီမှာဘယ်တော့ဒီအပင်တွေကြားတွေမှာဆွနေပစွန်တွေပါတွေထောင်းလို့ရတယ်ညအစပစွန်ပြထောင်းလို့ရတယ်တို့ဒီမှာချင်းကအရင်ကြီးရနော်ဒါတော်တော်လေးဒီလိုမျိုးလေးပေါ့လေ real life တို့တော်တွေမှာစကားတွေပြောကြတာနေလေးမှာဆိုတယ်လို့ ချင်းတွေနဲ့ပြပြပပပေါ့ဒါကကြတော့မနေ့တုန်းကစားခဲ့တဲ့ breakfast ပေါ့နော်မနေ့စားလေးပေါ့ဒါလေးစားပြီးမှတချို့ချို့ကမနေ့စားစားတချို့ချို့ကကြတော့ကော်ဖီပြုတ်စားတယ်တချို့ချို့ကကြတော့ coffee တောက်ပေါ့နော်အဲ့ဒါပြီးရင်တခါလေးငါးတော့ရှာရလို့ရငါးတော့ရှာရမှာငါးများတဲ့လူတွေတနေ့ကုန်သွားပြီပေါ့နော်ညနေပိုင်းလောက်မှပြန်လာကြတယ်သူကအများကောင်းတဲ့ဒီရပါလေအများစားကောင်းတယ်တော့မှမလို့လားမသိဘူး ောင်မုံမှာတော်မျိုးလေးဝေခင်နဲ့တူလေးနဲ့ပေါ့နော်။အာဒါလိုမျိုးလေးရှုခင်းရှေ့မှာပေါ့နော်။အရမ်းမိုက်တယ်။ feeling အရမ်းကောင်းတယ်။တိတ်ဆိတ်နေရပဲတော့မဆွေးလဲနော်။ yummy yummy ။ဒါကြတော့ real life အာငါကချင်ချက်ချက်ဖို့ပြင်ဆင်နေရတာပေါ့နော်။တကယ်ချင်းတွေယူလာတဲ့ခြံထွက်ဖက်ဖက်ပြင်ဆင်နေတဲ့ကချင်ချက်ချက်ဖို့လုပ်နေတာ။ ဒီကြိတ်စုံလေးပါခဲ့တော့အရင်ဆင်ပြေတယ်။မကြည့်ပြီးမှအလေလုံးဝရှုခင်းပိနေတာပေါ့နော်အရင်မိုက်ကတာ။နေနေတော့နေပူတယ်။အမှဒါမဲ့အရင်ကိုချက်ရတာဘယ်လိုလဲမသိဘူးအရင်ကို relaxing ဖြစ်တယ်ကွာ။အိမ်မှာဆိုရင်တော့အဲ့လိုထိမချက်ချင်ဘူးတခါလေကြိုက်တော့လူကအလုပ်တွေပါပြီးမိုင်းရနေမလုပ်ချင်တော့လေနော်ဒီတော်ထဲမှာကြတော့လေလူကဟိုလမ်းဆန်းတက်ကြွပြီးမှမတရားကိုချက်ချင်လာတာအရန်အရန်ကို active ဖြစ်လာ ကြီးကြီးနဲ့ငါးတကောင်ပဲဒီကလေးငါးတကောင်ပဲလုံးဝဖျက်ဆုနော်ငါးတကောင်ပဲဒီမှာအိုးအပြည့်အပြည့်ရတာအဲ့မှာတချို့ကငါးသွားများကြတယ်တကယ်ချင်းတွေအပြင်တချို့ကျတော့မြို့ထဲမှာဟိုဘောရေဘူးတွေပါတယ်ကုံသွားတဲ့ဟာတွေအဲ့ဒါလေးတွေသွားဝယ်ကြတာဒီမှာသူတို့ပြန်လာရင်အကုန်လုံးစားဖို့ချက်ထားတာပေါ့နော်ဒီအိုးနဲ့လည်းသမင်း ချက်တာအရမ်းမြန်တယ်ဒီအိုးလေးနဲ့ဒါလည်းတကယ်ချင်းရဲ့အိုးပဲတကယ်ချင်းတွေယူလာတဲ့ပစ္စည်းတွေ မင်းကနည်းနည်းမာတော့ရေးပြန်ထည့်မနေနေပြန်လုပ်လိုက်တာအရင်လာတယ်ဒါတော့အခုချက်ခံနေပြီဘောနော်ငါရဲ့အသားကလည်းဘယ်လိုလဲမသိဘူးကွာအရင်စားကောင်းနေသူကဒီကွာချက်ချင်းအခုမှများပြီးမှအခုမှအစားဆိုတော့နင်တော့လက်လက်ဆက်ဆက်ဘယ်လိုမျိုး frozen တွေပါရောနဲ့မတူကိုယ်တွေစားနေကြပုံစံမဟုတ်ဘူးအရသာအရင်ကကောင်းတာတရားနောက်ဆုံးမှာဒီမျိုးနာနာပြင်းလေးနဲ့အုပ်လိုက်တာရှင်ပဲ။ ဒါကြတော့အချိုပွဲလေးပေါ့နော်နေ့လေနေ့ခင်းမှာဒါတငယ်ချင်းတယောက်သူချက်တဲ့ဟာတရားကြတော့တာကူကျိုးပေါ့နော်တာကူကျိုးပြောအောင်ပေါ့ဒါတော့မျိုးတာကူဆုပ်တဲ့သူပြောရတော့အဲမှာရေခဲထဲမှာတောက်တာနေ့လေးမှာအဲ့ဒါတောက်တယ်အဲ့ဒါ real life ကတော့ဒီထဲမှာပါလို့ပါလဲတော့ဟောပေါ့တာကူပါတယ်ပြီးရင်ချီယာစစ်တင်နွားနုပေါ့နော်အဲ့မှာ ြင်ဒီအနီရောအစေးလေးကဘာလဲမသိဘူးမခေါ်တော့ဒီတရုတ်တွေပါလေသူတို့ပြုတ်တွေပါလေမထဲတောက်တဲ့ဟာအဲ့လိုမျိုးအမျိုးသမီးတွေတော့အရင်ကောင်းတယ်ဆိုတော့ဘာလားပေါ့နော်အဲ့မှာပေါမုတ်ထဲယူမှာစားတာဒီကနှစ်ခွက်တောက်မျိုးရလဲဘလို့အိပ်ပျော်သွားတာချက်ချင်းตาเล่บ่เนาะชุขินเล่อย่าล่ะนะนี่เล่ชุขินเล่บ่เนาะเออพี่ไอ้ยาเล่นูลาเร่หัวมินิเอ่อนายเว่แล้วไอ้เปียวตัวเร่เออพี่ถ่าล่ะเนาะ ပြောင်းရင်းမှာဒီမှာအတုတ်တုတ်ဆားရအောင်ဆိုရင်ပြန်တုတ်ဆားကြတာကနော်လက်ဖက်တုတ်ဒီမှာအကုန်လုံးပြန်တုတ်ဆားကြတာတော့ညနေပိုင်းပြန်ရောက်တော့ဆိုတော့ကိုဒီမှာသမင်းချစ်တော့ဘောနော်ဒါကတင်ငင်းချင်းတယောက်သူချက်ထားတဲ့ဟာပြည့်ကျက်ဥတွေပါတာဓမြကျက်ဥတွေအကုန်လုံးခောက်ကျော်လိုက်တယ်ညနေစားဖို့လေနော်ဘယ်နဲ့စားကြတော့ငါးနဲ့သမင်းနဲ့အဲ့ဒါစားပြီးတော့ခုနပြီးရင်အချိုပွဲစားပြီးတော့ဒါညစားအေးပြီးရင်တရားငါး ါငါကပထမညရတော့လည်းမသိဘူးမိအတွက်ဒီငါအများကြီးပဲဒီကခုနဒီ box မှာထည့်ရတာနဲ့မဟုတ်တော့တာတက်တက်ဒီငါတက်တက်အများကြီးပဲဒီမှာဒါတော့တော်ကြီးလားတော်တော်ကြီးရောအမှတစ်ချက်ကြီးကြီးချင်တယ်ဆိုမှထုတ်ထိုင်တယ်ငါကြီးလားအရှိပဲကြီးလားဒီလေးမတလုံးတော့အကြီးကြီးဒါငါစနေရောပါလေလှုပ်ဆိုင်အရင်ကောင်းနေဟာဘူးနော်ချက်ဆိုင်ပေါ့ချက်ဆိုင်အရင်ကောင်းနေဟာတဲ့ ော့ညရောက်တော့ရေဆိုတော့ထင်းမင်းလုံးမို့အတွက်မီးဆောင်ဝေးထားတယ်ဒီမှာစကားလေးပါလေးပြောကြတာပေါ့နော်ညပိုင်းမှာကျရင်အရန်ထိုင်လို့ကောင်းတဲ့အချိန်ကြတော့ဒါကတော့ကင်ပင်းရဲ့အနစ်ပဲလုံးဝမီးလေးလုံးမိမတေးလေးတွေမော့ကြည့်ရတဲ့အရတာပါနဲ့မှလေးလို့မရဘူးညမှလေးအရန်ကောင်းတာကေဒါကတော့ညလေးစားပေါ့နော်ခုနကနေလေးစားညစားရအကုန်စားပြီးတော့ဒါကတော့ကိုယ်ရေအပြင်းပြင်းညမှစားဖို့ငါ ငါကအရက်များတော့တော့လေနော်ချက်စားလည်းစားပြီးတော့ရေကွာအဲ့တော့ဆိုအခုကကင်စားဖို့တည်းကကင်စားဖို့လုပ်တာငါတွေပါလေတော့တတရရလေးရှင်းထုတ်ပြီးမှငါဆီကလည်းအရက်စစ်ရှည်တာဒီမကြီးအရင်တရတဲ့အခါဆေးပြီးသွားပြီသူ့အရာပေးလိုက်တယ်ဒီလိုမျိုးအစာပလာဝင်သွားအောင်ပေါ့နော်ငါ့ကိုကြည့်ဘလောက်ရှည်နေဆိုရယ်နော်တော်တော်လေးအသားရဆိုတစ်တစ်လေးအထင်းမှာ ဖွဲ့ကင်စားဖို့ကတခြားဘာမှမင်းမဆဆမပါလောင်းလေနော်တိုးတယ်မဆိုတော့ကျွန်တော်တို့ဖြတ်ထွင်ရင်တုံးလိုက်တာတုံးနေတခါလေဒီကငါးဆရာရဲ့ idea သူအရင်တော်တာသူဖြတ်ထွင်ရင်ဒီဘငါ့ကိုတခါပြန်ဆေးပြန်ခုစားထည့်တယ်ပြီးရင်မင်းမဆဆမထည့်ဘူးဒီမာလာမုံထည့်တယ်ပေါ့နော်ဒီမာလာမုံကဟိုငါးပုံပါတဲ့ဟာလေဒီတရုတ်တရုတ်တရုတ်တွေထုတ်တဲ့ဟာအဲ့ဒါလေးထည့်တယ်အဲ့ပြီးတော့အခုကဒီမှာငါးကင်မို့လုတ်ပြီးဒီလိုမျိုးပဲနော်တို့က ဘယ်လိုကုန်လဲဝေးဝေးလေးမှတထားလာတယ်မျိုးအကြိုက်တရားကအကြိုက်กินလိုက်တယ်အင်းတနာရီလာအဲ့လောက်တော့ဟုတ်တယ်တနာရီနနာရီအဲ့လောက်တော့ဟုတ်တယ်ဘာအကြိုက်ပေါ့နော် slow cook ပုံစံဖြစ်သွားလေအကြိုက်ဆိုတော့ကွာအရင်စားကောင်းတဲ့သူကမီးနဲ့လည်းခဝေးဝေးနာမှသူဒီလိုမျိုးထထားတယ်တမလေးအရမ်းမိုက်ပြီး real life တော့ဟိုးနားလေးမှာစကားထိုင်ပြနေကြတာမှာကြေးလေးတွေပါလေကြည့်ယူမှာပေါ့နော် ါကတော့ခုနရိုက်ပြတဲ့ဗီဒီယိုပဲဒီရက်လည်းခုနငားရယ်ပေါ့နော်ဒီမှာအဲအခုကတော့စားပြီစားပြီဒီမျိုးအကောင်ကြည့်လိုက်ပါတော်တော်ကြီးချင်းနေတာသူစားတာဒီရက်အရင်စားကောင်းနေသူရဲ့အရေခွန်လေးဘယ်လိုခေါ်မလဲကျွတ်ကျွတ်ရွရွရလေးပြီးအရမွေးတဲ့ငားရလေးညင်နဲ့မရှိဘူးညင်နဲ့မရှိဘူးဒီရေထဲမှာဒီရေထဲကဆိုပေမဲ့လေနော်ညင်နဲ့လုံးဝမရှိဘူး ရေနဲ့တခါတခါဆက်ရနေအရန်တက်ရက်တွေပြီးရင်အရန်ကြီးမဲမဲဆဆထိတ်ဆံမှုတို့အလဲငကိုချိုပြီးတော့ငါလေးအမငါစားတဲ့ချင်းဆိုတော့အကုန်လာလာမှလာစားတာပေါ့နော်ဒီမကြီးလိုက်အသားပြမယ်ရလေဒီမကြီးကြစ်ကြစ်လေးတော့ရှာစားကောင်းတယ်ဘယ်လိုလဲမသိဘူးချီလောင်းအရန်စားကောင်းတယ်အရန်စားကောင်းတယ် ဒါကြတော့ပဇွန်စိတ်ဒါလည်းဒီရေထက်ပဲရတာပဲပဇွန်ထောင်းရရတရားဒီကတော့ရှုခင်းလေးပါမင်းလည်းစောစောထားတဲ့ရှုခင်းလေးပေါ့နော်ဒီကအရင်လာတယ်ကြည့်လိုက်ပါကျောက်စင်းရေလို့ပြောရရတယ်အရင်လာတယ်အရင်ပြောခဲ့ပါတယ်ဒီကင်ပိန်းမှာဒီမှာကြည့်တော့အရင်လာအောင်စားထား Thank you